မင်္ဂလာပါဆရာတို့ Football Photo Show ရဲ့ Facebook Page နဲ့ YouTube Channel မှာပြန်ကြည့်ကြိုလိုက်ပါတယ်ဟုတ်ကဲ့ပါဘုဖုံးကြီးဒါနောက်ထပ်ပွဲစဉ်တစ်ပွဲအနေနဲ့တော့8နိုင်35မှာရှင်ပြန်ကစားမဲ့7နှစ်ပွဲကစား3ပွဲနိုင်2ပွဲတည် ခုနဘွေးရှုံထားပြီးတော့ရမ17မှတ်နဲ့အစစ်18မှာရက်ဒီနေဝဟန်းအသေးနဲ့ဒါ17ပွဲကစား6ပွဲနိုင်6ပွဲရှုံတီဝဲလုံးဝမရှိသေးပဲနဲ့အစစ်18မှာရက်ဒီနေဒီပါဘူးတင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဗျာဟုတ်ကဲ့ပါဘူးတန်ကြီးဒီနေ့တင်းရဲ့ဟက်တူဟက်တွဲဆုံမှုမှာလည်းဝဟန်းတင်းရဲ့အိမ်ဝင်းနောက်ဆုံး9ပွဲရလာမှာလေပါဘူးတင်းက3ပွဲနိုင်နောက်ဘက်ဒီကြာလာပြီးတော့ဝါဟန်းကတကြိမ်နေနေတာဖြစ်ပါတယ်။ငါးဘွယ်သလုံးသွင်းကိုးတွေများပြားနေတာတွေ့ရပါတယ်ဗျ။ โอเคอ่ะกูคงให้ตรุกระเทนတွေးလို့ရှင်ဒါအတင်းကိုတွေလည်းဒါအများပြားနေခဲ့တာဖြစ်တယ်လို့ဒီပါဘူးတင်းရောဝဟန်းတင်းရောอ่ะလက်ရှိပြိုင်ပွဲဆိုနောက်ဆုံး၃ပွဲမှာလည်းအတင်းဆုံးရဲ့ပွဲတွေဟာဒါအတွင်းကိုတွေများနေရတယ်ဘူးလေထပ်တော့ပါဗျာထပ်တော့ဘူးကိုစန်းကြီးဘာလို့လဲဆိုတော့လက်ရှိမှာလီဗာပူးတင်းရဲ့ခံစည်ယူယူမှုနဲ့ဝဟန်းတင်းရဲ့ခံစည်ယူယူမှုကလည်းကျွန်တော်တို့ဘူးအများပြားကိုသွားမလားဆိုတော့ကျွန်တော်တို့ကြည့်ရပါမယ်ဝဟန်းရဲ့အိမ်ဝင်နောက်ဆုံး၂ပွဲမှာဘူးပြက်အနိုင်နေနဲ့ပြန်လာနေပြီးတော့အတင်းကြီးတွေဖြစ်တဲ့လီဗာပူးကတော့ မထင်မှတ်ထားလောက်အောင်ပြန်ပွဲဆုံး၃ပွဲဆက်အရင်နေထားတာပဲဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ပါဒါဒီပါဦးပိုင်ရှင်နေရတာအာလီစလော့ကိုဒါအသင်းမှာဆက်ထားပဲပဲဘလိုပဲပြောပြောဒီရလပိုင်းကြီးဆိုးွားနေတယ်အာလီစလော့တော့ကတော့ဒါကျင်းတွေပေါ့ ဖီအားတွေများနေမှာအသေးချာပဲဗျ။အာဘုဂီဒိုင်နေရဲ့လက်ရှိပုံစံတွေကလည်းသင်းကိုးတွေများနိုင်ခြင်းမြင့်တဲ့ပွဲသပွဲလို့ခံမှန်းထားပြီးတော့ဒီဘက်မှာမဖြစ်မနေနိုင်ပွဲရရှိဖို့လိုနေတဲ့ဒီပါဘူးသင်းနေနေရတော့ဒါဝဟန်းသင်းကို1 3ဆိုရဲရလက်နဲ့နိုင်ရမယ်လို့ကျွန်တော်ခံမှန်းနေဗျ။အဲအဲ့ဒီမှာကျွန်တော်လည်း တွေးထားမိတာရှိရယ်ကိုသန်းကျေဘာလို့လဲဆိုတော့လီဗာပူးရဲ့အားကိုးရတဲ့တိုက်စစ်မှုအဂီဂီကလည်းဒီချန်ပီယံလိပွဲတွေမှာတိုင်ရင်အားတွေးကြမလို့ခြေသွမ်းပြနိုင်ရင်မရှိတဲ့အီဆက်နဲ့ဘယ်လိုမျိုးလီဗာပူးတိုက်စစ်ဂိုးတွေသွင်းယူသွားမလဲနောက်ပိုင်းပွဲတွေမှာလည်းလီဗာပူးဂိုးသွင်းလုံးကြာသွင်းတာလည်းအလုံးသိပါပဲအဲ့တော့အာ slot နေနေဘယ်လိုမျိုးပွဲထွက်လာပြီးတော့တိုက်စစ်အာသံပုံစံပြောင်းပြီးတော့ဂိုးတွေသွင်းမလဲဘယ်လိုဂိုးသွင်းမိနိုင်ယူသွားမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်နေကြပါကျွန်တော်အနေနဲ့ဒီပွဲကိုတော့ဒီလီဗာပူး နေနဲ့သိအမြင်ဆုံးပဲကျွန်တော်မှန်းပြီးတော့ကျွန်တော်တူတူဆိုတဲ့ရာလက်နဲ့ပဲအဲကျွန်တော်ခမန်းလာကျင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဗျာကိုဝင်ဒါနောက်တစ်ပွဲဖြစ်တဲ့ခရစ်စတယ်ပေးလေးအတင်းနဲ့နိုင်တင်းပွဲကြောင်းလေးလေးသုံးသပ်ပြပါဦးခင်ဗျာဟုတ်ကဲ့ပါမန်ချက်စတာယူနိုက်တက်ဝယ်စင်ကတော့တွန်းနေပေါ်မှာရှင်ပြိုင်ကစားမယ့်ခရစ်စတယ်ဘယ်လီနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကိုသန်းကြီးဟုတ်ပါရဲ့ဗျအဲကိုသန်းကြီးကတော့ဒီပွဲကိုဘယ်လိုများမြင်မလဲခင်ဗျာ မစ္စတာပဲလီတင်ရတော့ဒါဆန်ပွဲကစား၅ဘွဲ့နိုင်၅ဘွဲ့တီနှစ်ပွဲရှုံးရတဲ့နဲ့အာမှတ်ပေးစရာအဆင့်၅နေရာမှာယက်တီနေပြီးတော့မင်းတင်ရတော့ဆန်ပွဲကစား၅ဘွဲ့နိုင်၃ဘွဲ့တီ၄ဘွဲ့တီရှုံးလာပြီးတော့ရမ်း၁၈မှတ်နဲ့အဆင့်၁၀မှာယက်တီနေတဲ့အတင်းကြီးဖြစ်ပါလေဗျအဲအဲ့ဒီမှာလေကိုစန်းကြီးခရစ္စတယ်ပဲလီကိုမန်ချက်စတာယူနိုက်တက်မနိုင်တာ၂023ခုနှစ်စတင်ပါလာဂရေကပါဗျဒါနောက်ဆုံးတွေ့ဆုံမှုအနေနဲ့ခရစ္စတယ်ပဲလီရဲ့အင်ကွင်း နောက်ဆုံး၅ပွဲမှာခရစ်စတဘယ်လီယာ၂ပွဲနိုင်၃ပွဲတည်ကြတာပြီးတော့ရှုံးပွဲတော့မရှိသေးပါဘူး။ဘာလို့လဲဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းကခရစ်စတဘယ်လီဆိုရင်ရန်အလူကြီးပေးလေရှိတာလေကျွန်တော်တို့တွေ့ရပါတယ်။ဘာလို့သူ့အသင်းရဲ့ကစားသမားတွေဘောတော့ကျွန်တော်တို့ပေးပြီးတော့အသင်းကိုပြန်ပြီးတော့ဂိုးသွင်းခဲ့တာလေကျွန်တော်တို့တွေ့ရပါတယ်ဗျ။အနည်းအဆုံးဆိုလို့ရှိရင်တော့ကျွန်တော်ဇာဟာခရစ်စတဘယ်လီယာနေပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုပြန်လဲဂိုးသွင်းယူခဲ့တာလေကျွန်တော်တို့အမှတ်တရရှိနေသေးပါဟုတ်ကဲ့ပါဘုန်းကြီးဒါမန်ချက်စတာယူနိုက်တက်အသင်းကိုတော့ ခရစ်စတယ်ပဲလေးအသင်းဆိုတာဒါတကယ်ကိုနှိမ့်ဆက်တတ်တဲ့အသင်းတွေမှာပါဝင်နေပြီးတော့ဒီရာသီအဝေးဝေးနိုင်ပွဲတပွဲပဲရသည်ရဲ့မန်ယူနိုက်တက်အသင်းနေနေလေခရစ်စတယ်ပဲလေးရဲ့အိမ်ဝဲမှာတော့ဒါခက်ခက်ကြေးကြေးချင်ပြိုင်သွားအောင်မလို့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ပါတယ်ကိုစန်းကြီးပြောခဲ့သလိုပဲလူချောင်းမှုနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကပရီးမီးယားလိအဝေးဝင်း6ပွဲမှာတပွဲဝဲနိုင်ပြီးတော့3ပွဲတည်နှစ်ပွဲရှုံးရလက်ထွက်ပေါ်လာခဲ့သလိုခရစ်စတယ်ပဲလိအနေနဲ့ကလည်းပရီးမီးယားလိ6ပွဲမှာ နှစ်ပွဲပဲနိုင်လေးပွဲတည်ရင်ကြာတာပြီးရှုံးပွဲမရှိပေမဲ့လည်းတေးရလက်ဒီများတာတော့အမှတ်တွေအများကြီးဆုံးဆုံးသေးခဲ့ပါတယ်ဗျဟုတ်ပါကိုဖုံးကြီးဒါ Crystal Palace အတင်းရဲ့အိမ်ခွဲမှာလည်းဒါသူက၈၉သွင်းပြီးရင်၅၉လောက်ပြန်ပေးထားပြီးတော့ဒါမင်းတင်းရလည်းဒါအဝေးခွဲမှာဆိုရှင်၁၂ဂိုးအထိပေးထားတာဟုတ်လို့ဒီတစ်ချိန်တွင်းဆုံမှုကလည်းဒါနှစ်သင်းပေါင်းအနေနဲ့သွင်းမှုတွေအများပြားမြင်တွေ့လျက်အဝယ်ရှိပြီးတော့ကျွန်တော်ကတော့အပြန်အလှန်သွင်းမှုတွေနဲ့ဒီချိန်မှာလည်း Man U က တူတူဒီ cloud ကျသွားမယ်လို့ကျွန်တော်ခံမှန်းထားပါတယ်။ဟုတ်ကဲ့ပါဆိုဆိုင်ရဲ့အဲခရစ်စတီယန်ဘယ်လီရလည်းနိုင်ပွဲတွေကြောက်နေရတဲ့အတူကျွန်တော်အနေနဲ့ကတော့ဒီပွဲစဉ်မှာတော့ခရစ်စတီယန်ဘယ်လီအနိုင် Manchester United အတင်တကိုးသွင်းပြီးတော့2-1ရလက်သို့မဟုတ်3-1ရလက်လောက်နဲ့ဖွဲ့ပြီးသွားမယ်လို့ကျွန်တော်တော့သုံးသပ်မိပါတယ်ခင်ဗျာ။ဒီပါဗျာ။ဟုတ်ကဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့အာဒီနယ်ပွဲစဉ်ကိုလည်းတင်ဆက်ပေးမှာမို့လို့ပြည်သက်တွေအနေနဲ့နောက်ရက်တွေမှာဆက်လက်ဆောင်ကြည့်အားပေးကြပါဦးခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။